ံစားချက်ဆိုတာဘာလဲခံစားချက်ဆိုတာတိကျတဲ့အတိတ်ပဲဖွင့်ဆိုဖို့ခက်ခဲလာပေမယ်ကျွန်တော်ရဲ့နှစ်စဉ်ဘဝကိုအသက်ဝင်စေတဲ့လူသားသူရဲ့အနှစ်သာရကိုဖော်ပြနေတဲ့အရာတစ်ခုလည်းဖြစ်ပါတယ်ခံစားချက်ဆိုတာရိုးရှင်းတဲ့စိတ်အခြေအနေတစ်ခုတက်တက်တော့မဟုတ်ပါဘူးဒါကျွန်တော်ရဲ့ခန္ဓာကိုယ်စိတ်နဲ့အပြုမှုတွေကိုတပြိုင်နက်တည်းလွမ်းမိုးနေတဲ့ရှုပ်ထွေးတဲ့တုတ်ပြန်မှုစနစ်တစ်ခုပါတစုံတစ်ခုကိုမြင်လိုက်ရတဲ့အခါကြားလိုက်ရတဲ့အခါ ဒါမှမဟုတ်သွေးမိလိုက်တဲ့အခါကျွန်တော်ရဲ့အုံနောက်ထဲမှာဓာတုဗေဒဆိုင်ရာပြောင်းလဲမှုတွေချက်ချင်းဖြစ်ပေါ်ပါတယ်။ဥပမာကြောင်ရွံ့မှုဆိုတာအုံနောက်ရဲ့အမစ်ဒလာဆိုတဲ့အစိတ်ပိုင်းကနိုးဆွခံရပြီးအဒရီနလင်ဟော်မုန်းတွေထုတ်လွှတ်ပါတယ်။ဒီအခါမှာနှလုံးခုန်နှုန်းမြန်လာမယ်။အသက်ရှူနှုန်းမြန်လာမယ်။ကြွက်သားတွေသင်းမာလာမယ်။ဒါကျွန်တော်ရဲ့ Android ကနေရှောင်ရှားနိုင်ဖို့ခန္ဓာကိုယ်ကအလိုလျောက်ပြင်ဆင်ပေးတဲ့တက်ရှိဆိုင်ရာရန်ရာတစ်ခုပါပဲ။ ဒီတော့ခံစားချက်ဆိုတာစိတ်ထဲပေါ်လာတဲ့အရာတစ်ခုတည်းမဟုတ်ပဲကျွန်တော်တို့ရဲ့ရှင်သန်မှုအတွက်အမြဲတမ်းအလုပ်လုပ်ပေးနေတဲ့ဇီဝကံမဆိုင်ရာတုံ့ပြန်မှုတွေလို့ပြောနိုင်ပါတယ်။ခံစားချက်တွေကိုအခြေခံအဖြစ်6မျိုးခွဲခြားလေ့လာနိုင်ပါတယ်။ပျော်ရွှင်မှု၊ဝမ်းနည်းမှု၊ကြောက်ရွံ့မှု၊ဒေါသ၊အံ့အားတက်မှုနဲ့ယွန်ရှာဆက်ဆုပ်မှုတို့ပဲ ဖြစ်ပါတယ်။ဒါတွေကိုအခြေခံခံစားချက်လို့ခေါ်ပြီးကျန်တဲ့ရှုပ်ထွေးတဲ့ခံစားချက်တွေဖြစ်တဲ့ချစ်ခြင်းမေတ္တာ အပြစ်ရှိတယ်လို့ခံစားရမှုရှဲ့ယွတ်မှုဒါမှမဟုတ်ဂုံယူဝင့်ကြွားမှုစတာတွေဟာဒီအခြေခံခံစားချက်တွေပေါင်းစပ်ဖွဲ့စည်းထားခြင်းသာဖြစ်ပါတယ်ခံစားချက်တိုင်းမှာသူ့နေရာနဲ့သူအသေးပဲရှိပြီးအရေးကြီးပါတယ်ပျော်ရွှင်မှုဆိုတာကျွန်တော်တို့ကိုဆက်လက်လောက်ကင်ဖို့နဲ့တိုးတက်ဖို့သွန်အားပေးပါတယ်ဒါကျွန်တော်ရဲ့ခန္ဓာကိုယ်စိတ်ဖြစ်စီမှုကနေကင်းဝေးစေပြီးကျန်းမာပျော်ရွှင်စေပါတယ် ဝမ်းနည်းမှုဆိုတာကလည်းဆုံးရှုံးမှုဒါမှမဟုတ်စိတ်ပြအားငယ်မှုတစ်ခုကိုလက်ခံဖြေရှင်းဖို့နဲ့အချိန်ပေးဖို့လိုအပ်တယ်ဆိုအောင်ပြသနေတာပါဒီလိုပဲဒေါသမတရားမှုဒါမှမဟုတ်ကိုယ့်ရဲ့နေနမိတ်ကိုကျူးကျော်လာတာမျိုးတုတ်ပြန်ဖို့အတွက်လိုအပ်တဲ့စွမ်းအင်ကိုပေးပါရင်လူအများစုကဒေါသကိုဆိုးရွားတဲ့ခံစားချက်လို့မြင်ကြပေမယ်အမှန်တကယ်တော့ဒါအရေးယူဆောင်ရွက်ဖို့တတိပေးတဲ့အချက်ပြစနစ်တစ်ခုပါပဲအပြုတ်မှုပိုင်းဆိုင်ရာကြည့်မယ်ဆိုရင် ခန်းစားချက်တွေဟာကျွန်တော်တို့ရဲ့ဆုံးဖြတ်ချက်ချမှတ်ခြင်းလုပ်ငန်းစဉ်ကိုပါလွှမ်းမိုးနေပါတယ်။သင်ဟာပျော်ရွှင်နေတဲ့အခါပုံမှုအကောင်းမြင်တဲ့ဆုံးဖြတ်ချက်တွေချနိုင်ခြင်းရှိပြီးစိတ်ဖြစ်စီမှုများနေတဲ့အခါမှာတော့ aliens လို့ဒါမှမဟုတ်မာယွန်းတဲ့ဆုံးဖြတ်ချက်တွေချနိုင်ပါတယ်။ဒါကြောင့်ခန်းစားချက်ကိုလုံးဝဖယ်ရှားပြဖို့မဖြစ်နိုင်လို့မလိုအပ်ပါဘူး။လိုအပ်တာကတော့ခန်းစားချက်အသိဉာဏ်ပဲဖြစ်ပါတယ်။ခန်းစားချက်အသိဉာဏ်ဆိုတာကိုယ့်ရဲ့ခန်းစားချက်တွေကိုနားလည်ပြီးစဉ်မှန်ခန့်ခွဲနိုင်စွမ်း ဒါပြင်သူတစ်ပါးရဲ့ခံစားချက်တွေကိုစာနာနားလည်နိုင်စွမ်းကိုဆုလိုတာပါ။ဒါကိုကိုကိုတိရှိနားလည်မှုနဲ့ပဲစတင်တာဖြစ်ပါတယ်။ကျွန်တော်အခုဘာကိုခံစားနေရတာလဲ။ဘာကြောင့်ဒီလိုခံစားနေရတာလဲ။ဒီခံစားချက်ကျွန်တော်ကိုဘယ်လိုပြောင်းလဲသွားစေတာလဲ။ဒီမိခွန်းတွေရဲ့အဖြစ်ကိုရှာဖွေခြင်းကနေခံစားချက်တွေကိုထိန်းချုပ်ဖို့ဒါမှမဟုတ်ပြုတ်ဘောဆောင်တဲ့လမ်းကြောင်းပုံပြောင်းလဲပေးဖို့စတင်နိုင်ပါတယ်။ကျွန်တော်တို့ဟာတခါတည်းကခံစားချက်တွေကို ကောင်းတဲ့ခံစားချက်နဲ့မကောင်းတဲ့ခံစားချက်ဆိုပြီးတစ်စိတ်ကက်လေးရှိပါတယ်။ဒါပေမဲ့တကယ်တမ်းမှာတော့ခံစားချက်အားလုံးဟာကျွန်တော်တို့အတွက်အရေးကြီးတဲ့တည်င်းအချက်လက်တွေကိုတည်ဆောင်လာတာပဲဖြစ်ပါတယ်။ဥပမာအဖြစ်စိုးရိမ်ပူပန်မှုဟာမကောင်းတဲ့ခံစားချက်တစ်ခုမဟုတ်ပါဘူး။ဒါကျွန်တော်တို့ရဲ့စိတ်ထဲကအခြေအနေတစ်ခုခုကိုပြင်ဆင်ဖို့ဒါမှမဟုတ်တတိထားဖို့လိုအပ်ကြောင်းပြောပြနေတဲ့အတန်တစ်ခုဖြစ်ပါတယ်။နောက်ဆုံးအနေနဲ့ပြောရမယ်ဆိုရင် ခံစားချက်ဆိုတာကျွန်တော်တို့ရဲ့ဘဝဇက်လံကိုရေးသားတဲ့မင်းရည်တွေပါပဲဒီမင်းရည်တွေမပါဘဲနဲ့ကျွန်တော်တို့ရဲ့ဘဝအတိတ်ပဲမဲ့ပြီး၆တွေ့နေပါလိမ့်မယ်ခံစားချက်တွေကိုတွန်းလှန်ဖယ်ရှားဖြစ်ဖို့မကြိုးစားပဲသူတို့ရဲ့စိတ်ဆင်းမှုကိုလက်ခံပြီးသူတို့ပြောပြချင်တဲ့စကားအတန်တွေကိုနားထောင်တတ်ဖို့ကအရေးကြီးပါတယ်ပါကြောင့်လဲဆိုတော့ကျွန်တော်တို့ရဲ့ခန်းစားချက်တွေကကျွန်တော်တို့ဘာလို့လဲဆိုတော့အတိအကျဖော်ပြနေတာကြောင့်ပဲဖြစ်ပါတယ် ီခံစားချက်တွေနဲ့အတူဘဝကိုအသေးပဲရှိရှိဖြတ်သန်းနိုင်ကြပါစေလို့ဆုတောင်းပေးလိုက်ပါတယ်။ဒီနေ့အကြောင်းအရာလေးကနေခံစားချက်တွေရဲ့အကြောင်းတရားတွေကိုသိရှိနားလည်သွားလိမ့်မယ်လို့မျှော်လင့်ပါတယ်။ကျွန်တော်ရဲ့ဗီဒီယိုလေးကိုသဘောကျရည်ဆိုရင် like လေးနှိပ်ခက်ပေးပြီး channel လေးကို subscribe လုပ်ထားပြီးဖို့လည်းဖိတ်ခေါ်ပါတယ်။နားဆင်ပေးကြတဲ့အတွက်ကျေးဇူးတင်ပါတယ်ခင်ဗျာ။